အရင်တော့ makeup เสียနောက်လိုက်လုပ်ခဲ့တဲ့ဘဝကိုမေ့သွားတာဘာတွေအောက်ချလွတ်နေရလဲပြီးတော့နေငါခုတုံးလုပ်ပြီး follower ရှာလာရတန်းရလိုက်တော့ message မျိုးအဲ့လိုမျိုးလေးပြောရတဲ့အတွက်တော့စိတ်ထဲမှာနေတော့ခံထားတာပေါ့နော်ရှင်မင်းအကြောင်းကိုတကူတကာကြီးစိတ်ဝင်တဲ့တိုင်းလိုက်ရေးနေတယ်ဘာလဲပန်းနူသွေးတဲ့ကျေးဇူးစွာလဲမတင်နေနဲ့ဒါပေမဲ့အထက်က call လို့ပေါ့အဲ့ဒီလိုကျေးဇူးတော့မကန်းနဲ့ကွာသိရမလား ခေါ်ဘယ်သူနဲ့ရှင်မလဲသူရှုပ်ခဲ့တဲ့လုပ်ငန်းရှင်နဲ့ဒါရိုက်ရှင်မိမယ်တတိထားဘူးကသူနဲ့ပေါင်းခဲ့တဲ့လူလည်းအများကြီးရှိတယ်ဘယ်သူလက်တွဲမြဲွားလဲဘယ်သူလက်တွဲဖြတ်ွားလဲဆိုတာကိုမြင်အောင်အားလုံးမင်္ဂလာပါရှင်မွေး YouTube channel ရိုင်းကြိုဆိုလိုက်ပါတယ်မော်တီနဲ့တက်ဆက်ပေးတင်တဲ့ဗီဒီယိုလေးကတော့ live မှာပွဲဖြစ်နေကြတဲ့ဒီဆယ်လီမမက်ခေါခေါတို့တငယ်ချင်းတွေရဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဗီဒီယိုမှာဆိုလို့ရှင်တော့ဒီဆယ်လီမမက်ခေါခေါတို့တငယ်ချင်းတွေတဲကဒီရှင်မင်းဆိုတဲ့တယောက်ကပါတော့ဒီအဖွဲလေးကဖတ်ပြီးတော့ဒီမမက်ခေါခေါတို့ရဲ့အကြောင်းကိုအတင်းတုတ်ပြီးတော့ live မှာအတက်ရှင်းရှာနေလို့ဒီမမက်ခေါခေါတို့ကနေပြီးတော့အပြင်မှာရှင် င်းဖို့ကိုစင်ခေါနီယာပဲဖြစ်ပါတယ်ဗီဒီယိုရဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်ကြည်တဲ့မျိုးတွေလည်းဘုဒ္ဓရာအောင်ပြည့်လည်းမြောင်လည်းရှိမဲ့ဖြစ်ပါတယ်မွဲဗီဒီယိုလေးကိုစွန့်နေလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှိဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်မမရလာသမင်းလုပ်ပြရမလားလာလေဟဲ့ဟဲ့ဘာလို့လဲငါမဆိုင်ရအောက်မချလိုက်လို့ငါပြောတာလေလက်ကကြိုင်ကြိုင်မကန့်ကြီးအောက်မချလိုက်လို့ငါပြောတာလေငါမဆိုင်ရအောက်ချငါမကြိုက်ဘူးလို့ဟာဘာဖြစ်တာလဲဟမ်ဘဝမေ့ရအရင်တော့ကမိတ်ကပ်ဆရာနောက်လိုက်လုပ်ခဲ့တဲ့ဘဝကိုမေ့သွားတာ ဘာလဲအောက်ချစ်လွတ်နေရလဲအခုအချိန်ဒီနေဆိုတာဘာအစ်င့်မှမရောက်သေးဘူးနော်စူးစားမယ်အစ်င့်မှပဲရှိနေပြီစူးစားနေတဲ့လူတယောက်တော့နှုတ်ကထွက်တဲ့စကားအရေးအကြီးတယ်လူချစ်အောင်စူးစားနေတဲ့အချိန်မှာလူချစ်အောင်နေရှင်းလားပြီးတော့နေငါ့ကိုခုတုံးလုပ်ပြီး follower ရှာလာရတန်းရလိုက်တော့နေကြောင့်ငါ့ကိုအခုလူမုံများနေပြီငါအလကားနေနေဟိုပစ္စည်းရတယ်လို့ဒီပစ္စည်းရတယ်လို့ ਨੇ ငါဘွားအခုချိန်ဒီဒုံရဒုံရပဲဘာမှပြောင်းလဲသွားခြင်းမရှိဘူး နေနာနေအောင်တစ်ခါလေးပြောထားမယ်နော်ဘဝမမေ့နဲ့ကိုဟာစူးစမ်းနေရလူပြောဖြစ်တဲ့အတွက်ကြောင့်လူကြည့်အောင်စူးစမ်းဖြူဖြူစစ်စစ်စူးစမ်းစူးစမ်းရဲ့နေရာမှာငွေအမောက်ကြီးကင်ပြလိုက်တာဒီပျက်စီးဝယ်လိုက်တာဟိုပျက်စီးဝယ်လိုက်တာဟိုလူကိုလက်ဆောက်ပေးတာဟိုပျက်စီးကိုမာတာမိခင်အတွက်ဒီပျက်စီးကိုမာတာမိခင်အတွက်ကတော့တာဒါမျိုးတွေနဲ့အသက်ရှင်ချာတာအရင်ရိုးတယ်စူးစမ်းနေတဲ့အချိန်မှာတကယ်ဖြူဖြူစစ်စစ်နဲ့တအားစူးစမ်းအဲ့ဒါရေရှည်တည်မြဲတယ် ဒီပုံစံနဲ့နေဆက်သွားလို့ရှိရင်တနေ့ပြန်မှာနေကပြုတ်ကြမှာပဲငါအခုလို့နေကိုပြောတယ်ဆိုတာမုံနဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးနော်နေပေါ်မှာချစ်လို့တမင်တကာမှားနေရလေမြင်ပါသေးဆိုတဲ့စိတ်နဲ့ပြောတာဒါအောင်နေတစ်ဖက်တည်းခံစားမနေပါနဲ့ငါအဆက်အကိုကြိုက်တာကြိုက်မှလားကိုပစံကိုတယ်လား Okay. ကဲတချို့တွေဆိုလို့ရှိရင်လေဘလောက်တောင်ကျေးဇူးကမ်းတက်တယ်လဲဆိုလို့ရှိရင်လေကိုရှိလာတော့ဆိုလို့ရှိရင်ဘာမှမပါလာပဲနဲ့လာပြီးလို့ရှိရင်ကိုရီနာလာတော့ဆိုလို့ရှိရင်တော့အမရဲ့ဗီဒီယိုလေးရိုက်ချင်လို့ပါဗီဒီယိုလေးမှာပါချင်လို့ပါဆိုလို့ကိုတော့အဲ့ဗီဒီယိုဇလန်းနေစဉ်းစားပြီးဗီဒီယိုအက်ဒစ်တွေအကုန်လုံးလုပ်ပေးပြီးတော့မြန်မာဝစ်စုံဝစ်ချင်ပါတယ်ဆိုလို့ကိုရီချုပ်ထားပြီးတော့ကိုရီမဝေးရသေးတဲ့ဝစ်စုံတွေတော့မှထုတ်ပေးဝစ်ပေးပြီးကိုအထုတ်လိုက်ကြတောင်ပေးလိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒါတောင်မှမပြီးတော့ကိုရဲ့အကြောင်းနေဆိုလို့ရှိရင်တပုတ်လေလွင့် လူတိုင်းကိုပြောတာဆိုလို့ရှိရင်ကိုပြန်ကြားတယ်ဗောနော်ဒါတော့မှဆိုလို့ရှိရင်ခေါ်ဆိုလို့ရှိရင်မစားကြံဟန်ဆောင်အများကြီးဟိုမမြင်ကြဟန်ဆောင်လိုက်တာလည်းအများကြီးရှိတယ်အခေါ်ကလေဟိုတောင်တောင်လဲပွဲဖြစ်မခံချင်ပါဘူးဒါပေမဲ့အခုကလေအဲကလေးမလေးရဲ့ဘေးမှာရှိတဲ့ဟိုယောက်ျားပုံစံရင်းနဲ့ကွယ်သူဆိုလို့ရှိရင်ပြောမယ်ဆိုရင်အခုမနေ့တနေ့မှရောက်လာတဲ့သူဇင်းမြေဂကနနာမသိဘူးဘလူလူသားမျိုးလည်းမသိဘဲနဲ့ကိုမှသူက ကိုယ်ပြိုပြီးတော့တိုက်ခိုက်များပေါ့လေသူသူပြောတာဆိုခေါ်ပုံမကြိုက်တာအဲဒါကြောင့်မို့ဝင်ပြောတာအဲတခြားကိစ္စဆိုအော်ကိုကရိုင်လက်တွဲခေါ်ခဲ့တဲ့လူတယောက်ပဲဆိုပြီးတော့အော်နေပါစေသူစေတနာသူအကျိုးပေးမယ်သူဘယ်လောက်ထိလုံနိုင်မလဲလုံပါစေသူဘယ်လောက်ထိပေါ့နော်စူးစမ်းမလဲစူးစမ်းတော့သူအောင်မြင်လာမယ်ပေါ့သူကသူသွားပါစေဆိုနေတာလေအဲ့ဘေးရဟာကြီးကိုတော့တော်တော်လေးကြည့်မရတာသူကခေါ်တော့ကိုတော့ပို့ဆိုးတယ်ဒါရမှနော်သူတို့ကသူတို့ဇွတ်ပြောထားရမှာဒါသူကဇွတ်ပန်းမှုတွေးကြသေးတာတော့ ညာနဲ့တယောက်သမမို့ပါဒီပွဲမှာကိုရှုံးလိုက်ကိုရောက်တယောက်ပေါ့နော်ဆက်ရှုံးလိုက်ပါအောင်နော်တတား မြအခုလေရေးလာကူတာပေါ့နော်ရှင်မင်းရဲ့ဗီဒီယိုတွေကွမန့်နေမှာလေရှင်မင်းရောပေါ့နော်ပြောထားတာအများကြီးတွေ့ရတယ်ဒါပေမဲ့ရှင်မင်းဘာမှမဖြစ်ပါဘူးစိတ်မကောင်းလည်းမဖြစ်သလိုဝမ်းလည်းဝမ်းမတာဘူးပေါ့နော်ဒါပေမဲ့ရှင်မင်းကအဲ့လိုမျိုးလေးပြောရတဲ့အတွက်တော့စိတ်ထဲမှာနင်းတော့ခံထားတာပေါ့နော်ဒါပေမဲ့ပြောလို့ရပါတယ်ပြောပါဟိုရှင်မင်းပပလစ်မှာတခြားဖြစ်ရတဲ့အတွက်အလုံးကဝေဖန်လို့ရတယ်ဟိုဘယ်လိုအပြန်ကြည့်လို့ရတယ်မကောင်းပြလို့ရတယ်ကောင်းတာပြလို့ရတယ်အဲ့ဒါပြလို့ရတယ်တိုက်သူလို့ပြောဟိုဒါပေမဲ့တစ်ခုပေါ့နော်ရှင်မင်းကဝမ်းတာတာပေါ့နော် ဟိုအဲ့လိုလူတွေအားလို့သူတို့အရင်သူတို့နေသူတို့ထမင်းသူတို့စားသူတို့ပတ်စံနဲ့သူတို့ဖုံးနဲ့သူတို့ဘေးနဲ့ထည့်ပြောပါတော့ရှင်မင်းအကြောင်းကိုဒဂုဒ္ဒကာကြီးစိတ်ဝင်စားကြီးလိုက်ရေးနေတယ်ကွာတော့ဘာလဲပန်းနူသွေးတယ်ရှင်မင်းကပန်းနူသွေးတယ်ကျမဘာပန်းနူကြာအေးငါငါ့ကိုပြောတာပန်းနူသွေးတယ်ငါ့ကိုပန်းနူပန်းနူသွေးတယ်ဟိုဘယ်တော့လူကကောင်းတာလောက်လဲပြောတယ်ဆိုးတာလောက်ပြောလမ်းမှာခွေးတာချေတာမှလိုက်ပြောတယ်ဆိုတော့လေနည်းနည်းအန်အောလို့ပါကွာတော့ပြောချင်ကြတယ်ပြောလို့တက်တယ်ပြောရှင်တို့ပြောလေ ရှင်မြတ်တော့ပို့ပြီးတော့တက်လန်းရှိလေပေါ့နော်အဲ့တော့များပြောပြပါရှင်မြတ်ဘောတော့အခုပြောဆိုလုပ်ပြရတူအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့အားရကတော့ပါတယ်ရှင်ဟုတ်အဲ့တော့ရှင်မြတ်ရှင်မှာဆိုလို့ရှင်ပြောပြအောင်မြတ်အစဲဆိုခံပြီးအောင်မြင်သွားရတူအများကြီးပဲအဲ့ဒီခါကျရှင်မြတ်တော့ကအားသိတဲ့ရှိတယ်ခွန်အားလည်းဖြစ်တယ်အဲ့တော့များများသိပေးကြပါလို့ပြောချင်ပါတယ်ရှင်အမေဘာပြောချင်နေလဲဟမ်ကျေးဇူးပါကိုအွန်မြင်လို့ကိုရဲ့ပြဿနာဖြစ်လို့ကိုထဲကဝင်လေးလာပြီးတော့ပြောတာအာကိုရန်အောင်မြင်လို့ပြောတာပဲပြောခန့်လိုက်တာတနည်းရဲ့ရအားလုံးအောင် I don't care I don't care ဘာလို့ဝမ်းမဲ့လို့ကိုလို့ ကိုကိုတော့ကိုကိုကိုပဲစူးစာကိုကိုကိုချစ်ကိုကိုကိုလာမြန်ဟုတ်ကဲ့လာရေးတော့ကိုမြန်ရေးတော့ခေါ်တော့ပါတော့လူတယောက်အကြောင်းပြောပြီးတော့ကွာတည်ရမလား follower ရှာရအောင် view ရှာလောက်ထီတော့မဟုတ်ဘူးခေါ်တော့ခေါ်တော့ရိုးရိုးဟာတာလေးတွေကြရင်နဲ့เนาะတခြားသောကိစ္စလေးလုပ်ရင်းနဲ့ခေါ်တော့ခေါ်တော့အချိန်နဲ့လို့ရှိရယ်ခေါ်တော့ရဲ့လမ်းကြောင်းလေးမှာအေးဆေးသွားလို့ရတယ်ပေါ့နော်အခုကခေါ်တော့ကဖြစ်သွားလဲဆိုလို့ရှိရင်ခေါ်တော့ရဲ့နာမည်လေးကို तू က comment reply ပြန်ပြီးနောက်မှာ तू က तू ကပန်တို့တွေ့ရပါကွယ် အဲ့ဒီခါကျတော့ခေါ်တော့အဲ့ဒီအောက်မှာခေါ်တို့ရဲ့ခံစားချက်နဲ့ခေါ်တို့ဖြစ်တဲ့ဟာကို comment မဲ့တဲ့အခါကျတော့ तू က comment ကိုပိတ်ပလိုက်တာ delete လိုက်တာအဲ delete တာ delete တာပထမတစ်ခါ delete တယ်တစ်ခါတည်းဒုတိယတစ်ခါထပ်မဲ့တဲ့ခါကျတော့ comment နဲ့ app ကိုပိတ်ပလိုက်တာအဲ့ဒီခါကျတော့တကယ် comment လို့ comment လို့ဒီ comment ကိုသုံးပြီးတော့ပန်းတို့သွေးတာပြီးဒီတစ်ချိန်နဲ့မလို့ဝမ်းနဲ့ပြတာလေဟုတ်တယ်မလားဟုတ်တယ်ဒါဆိုလို့ရှိရင် comment ကိုမဖြတ်နဲ့ comment ကကိုကိုတကယ်ပဲခေါ်တို့မဲ့တာမှားလို့ရှိရင်ပြန်ပြောလို့ရတယ်ဒါပေမဲ့ခေါ်တို့မဲ့တာကမှန်နေလို့ तू ပိတ်သွားတာလေ အပြစ်အပြစ်မှာအဲ့လိုပုံစံမဟုတ်ဘူးရှင်အပြစ်မှာဆိုလို့ရှိရင်ကက်ကက်ကိုလဲပြီးတော့ခေါ်အကြောင်းကိုသူ့တွေ့သူ့ပြောတယ်သူ့အကြောင်းသူ့တွေ့သူ့ပြောတယ်သူ့အကြောင်းကိုခေါ်တွေ့ခေါ်ပြောတယ်ခေါ်လို့တော့ရအကြောင်းကိုလဲတဲ့လုပ်ငန်းရှင်နဲ့တွေ့လုပ်ငန်းရှင်ကိုပြောတယ်လုပ်ငန်းရှင်နဲ့မကြုံလို့ဗမာစုံလဲပြောတယ်ဟိုစက်တင်နဲ့တွေ့လဲခေါ်လို့အကြောင်းပြောတယ်ဒီစက်တင်နဲ့တွေ့လဲခေါ်လို့အကြောင်းပြောတယ် အချိန်တန်တော့ခေါ်လို့စီကိုပြန်ရောက်လာတယ်မခေါ်မခေါ်ရေးဗီဒီယိုလေးရိုက်ပေးပါအောင်အက်ဒစ်လေးလုပ်ပေးပါအောင်ဗီဒီယိုလေးတင်ပေးပါအောင်အမလီအဲ့လိုပုံစံမျိုးလုပ်တယ်လုပ်တယ်မခေါ်ကလေအိုးအချင်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 းပေါင်းများစွာခေါ်ဖြစ်ခဲ့တယ်ခဏခဏဖြစ်ခဲ့ပေမဲ့ခေါ်ကကြတော့လေအော်ငါငါတို့သူ့ကိုလုပ်ပေးမယ်ဆော့ပေးမယ်ဘိုင်းတော့မယ်မလားဆိုတော့တူရယ်လုပ်ပေးတယ်ဆော့ပေးတယ်တင်ပေးတယ်ဒါပေမဲ့လေခေါ်ဖြစ်နေကြတာကွာရတယ် ကျေးဇူးတွေပါရည်လဲမတင်နေနဲ့အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ဘူးကျေးဇူးဆိုတာလည်းမတင်နေနဲ့ဒါပေမဲ့အဓိကခေါ်လို့ကွာအဲ့ဒီလိုကျေးဇူးတော့မကန်းနဲ့ကွာသိရမလားခေါ်လို့ကွာမကောင်းနိုင်ရင်လည်းမကောင်းနဲ့ရပါမှာဖြစ်ဘူးအခုလိုမျိုးလှုပ်သွားတဲ့ပုံစံလုံးဝမကောင်းသူ့ရှုပ်ထားတဲ့စကလုံးနေအများကြီးရှိပါတယ်အဲ့စကလုံးနိုင်အောင်ခေါ်ရှင်းပေးမယ်ခေါ်ဘယ်သူနဲ့ရှင်းမလဲသူ့ရှုပ်ခဲ့တဲ့လုပ်ငန်းရှင်နဲ့ဓာတ်ရိုက်ရှင်းပေးမယ်သူဘယ်လိုပြောခဲ့တာလဲစကလုံးနိုင်ခေါ်တိကျဓာတ်ရိုက်ရှင်းပေးမယ် ခေါ်တော့အချင်းချင်းသားမှာဆုတ်ထားတဲ့သကလုံးတွေလည်းအများကြီးအဲ့ဒါလည်းရှင်းပေးမယ်အခုကခေါ်ရလေသူတို့ပြောတယ်ဗီဒီယိုလေးကိုဖြတ်ဆားလိုက်ပါမယ်တင်နေတော့ခေါ်တော့မှခေါ်ရပြီးတော့ only me ထားလိုက်ပြီအော်သားပတ်တယ်နေပဲသေးတော့နော်သူလဲသူကလေရှင်းခေါ်လဲကောက်ကိုနေမယ်တော့ဒါမဲ့ तू ကမပြေ तू ကကြက်ပေါင်း1600တောင်တယောက်ထဲနဲ့ဖြည့်တယ်ဒီနေ့တနေ့တော့ तू ကသူ့ပြီးတော့တင်လိုက်တာနဲ့အသေးလေးရမယ်လဲသိတယ်သိရော तू ကအဲ့မှာအသေးနဲ့ကြက်တွေထားတော့ခေါ်တော့တိတ်တိတ်တော့မနေနိုင်တော့ဘူးပေါ့နော်အဲ့တော့ तू ရှုပ်ခဲ့တဲ့သကလုံးတိုင်းအခြေအနေတိုင်းကိစ္စတိုင်းခေါ်နေဟိုကတင်ရတဲ့ကလီတာနှိုက်ပြီးတစ်ခုချင်းစီခေါ်ရှင်းပေးမယ်ပြီးရင်ပြောချင်တာကဘာပြောမလဲဆိုတော့ ဘေးနားမှာကိုနဲ့မဆိုင်တဲ့လူတွေဝင်မပါပါနဲ့ကိုကကိုနေပါဘာလို့လဲမဆိုင်တဲ့လူကိုပြောတာမဟုတ်ပါဘူးဆိုင်တဲ့လူပဲပြောတာပါမဆိုင်တဲ့လူတွေကအဓိကကသူတို့နဲ့ပေါင်းတာအခုမှလာပိုင်းလောက်ပဲရှိအောင်ပါခေါ်တို့ကပေါင်းတာနှစ်ချွတ်နေပြီသူရဲ့အတွင်းနဲ့ဒီကလီသာနိုင်ပြီးတော့ဘလို့အချင်းရှိသွားအကုန်တီးပြီးသားဘယ်တည်းမှပေါင်းနေရတဲလီတို့ကကြတော့သူ့အကြောင်းကောင်းကောင်းကိုသိမှာမဟုတ်ဘူးအခုချိန်မှာသူ့ဘက်ကနာပြီးပြောချင်ပြောနေလိမ့်မယ်ဒါပေမဲ့မှတ်ထားဖို့ကပိတ်စာပေါင်းလိုက် သတိထားဖို့ကသူနဲ့ပေါင်းခဲ့တဲ့လူလေအများကြီးရှိတယ်ဘသူလက်တွဲမြဲွားလဲဘသူလက်တွဲဖြုတ်ွားလဲဆိုတာကိုမြင်အောင်ကြည့်အကယ်လို့တဲတို့ကိုလည်းအခုခေါ်အားပါမပြောပါဘူးဒါပေမဲ့အချိန်နဲ့တဲတို့လည်းသူနဲ့တိသွားလိမ့်မယ်တိသွားမှာပဲ၊ကွဲသွားမှာပဲအဲ့ဒီချိန်ကြလို့ရှိရင်တဲတို့ခံစားဘူးလိမ့်မယ်လောက်ပါပဲကျွန်တော်တို့တို့တိတိလာပါမယ်အပိုင်းနဲ့ဆက်မြောပါရှင်မြောပါ ဟုတ်ကဲ့ပါမျိုးတို့ရေမွဲပြီးတော့လေကတာဒီလောက်ပါပဲရှင့်ဒီဆယ်လီမမက်ခေါခေါတို့အဖွဲ့ရဲ့ကိုရှင်မင်းဆိုတဲ့သူကဝင်လာပြီးတော့ဒီမမက်ခေါခေါတို့ကနေပြီးတော့ပညာတွေသင်ပေးတယ်ဆယ်လီဖြစ်အောင်တွက်ခေါ်ပေးတယ်ပေါ့နော်ဆယ်လီဖြစ်သွားတဲ့အချိန်မှာရှင်မင်းဆိုတဲ့သူကနေခွတ်ထွက်ပြီးတော့မမက်ခေါခေါတို့ရဲ့အကြောင်းတွေကိုအတင်းတုပ်ပြီးတော့ line ပေါ်မှာ attention တွေ share တဲ့ comment တွေပိတ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့မမက်ခေါခေါတို့ကနေပြီးတော့အပြစ်မဖြစ်ရှင်းဖို့ကိုအဲဒီစိန်ခေါ်လိုက်တာပဲဖြစ်ပါရဲ့ရှင့်ကို့အပေါ်ကျေးဇူးရှိခဲ့တဲ့သူတွေကိုဒီလိုမျိုးမကောင်းကြောင်းတော့မပြောသင့်ဘူးလို့တော့ထင်ပါတယ်ကြည့်တဲ့မျိုးတွေလည်းဘုဒ္ဓရာတင်ကစားတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရဲ့ရှင့်မောဗီဒီယိုလေးကိုစောင့်တိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် ားရှင်နောက်ထပ်လည်းမုဆလီတရီနေပူတရာရဲ့ဆရာပြုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးသွားမှာမို့မွေး channel လေးကို like subscribe နဲ့တာပြဖို့တောင်းဆိုပါရှင်အမျိုးရွေးအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးရေးကပ်ပြီးရပ်ပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ